ုံနောက်ကကျွန်တော်တို့ဖြည်းဖြည်းချင်းယူအောင်လုပ်တတ်တဲ့အကျင့်ရှိတယ်။ကြုံဘူးမှာပါဥပမာတယောက်ယောက်ကိုမချိနဲ့ဖြစ်နေရကနေမချိနဲ့တဲ့အကြောင်းတဲပြောချင်းလာတယ်။ပြောရမှောင်လဲစိတ်ပူတယ်။ဘာလို့မပြောရရလဲဆိုပြီးကိုကိုကိုအားမရဖြစ်။ဒါနဲ့စိတ်ပူနေတဲ့စိတ်ကိုပြန်စိတ်ပူ။တောက်လေမူးလေပေါ့။စိတ်တိုတက်တဲ့သူဆိုပူဆိုးတယ်။ဘာမှအသေးပဲမရှိတာရယ်။တောက်တက်ခဲ့ဟာတွေကိုလိုက်စိတ်ဆိုး။ဘာကြောင့်စိတ်ဆိုးမှလည်းမသိဘူး။ ချိန်လုံးအာအာချီစိတ်တူနေတာနတ်လက်ဘင်းတို့လိုဖြစ်လာရောအဲ့လိုဖြစ်ရကောင်းလားဆိုပြီးကိုကိုကိုစိတ်ဆိုးပြေအောင်စိတ်တူရကောင်းလားဆိုပြီးစိတ်ပြန့်တူနေရတာနေရံတွေဘာတွေလက်တီနဲ့ထိုးအမြဲမှန်ကျင်တဲ့သူကြတမျိုးအမားလုံးမိမှာကိုကြောက်နေရတဲ့အသက်ရှူမဝခြင်းလောက်ခဲ့သမျှအမားတွေနောင်တရနေတာနဲ့စိတ်မချမ်းသာရအောင်အထီးကျန်ဝမ်းနေနေရမှာကိုတွေးပြီးတကယ်အထီးကျန်ဖြစ်ကုန်တဲ့သူတွေတော့ကတန်တရားဆိုတာဒါပေါ့ကိုစိတ်နဲ့ကိုလဲနေတာ လူတိုင်းတစ်ခေါက်လောက်တော့အ ਨੇ ဆုံးကြုံမှုကြတယ်။အခုတော့ဖြစ်ချင်းဖြစ်နေပြီ။အခုဒီစာအုပ်ဖတ်နေရင်လည်းဖြစ်ဖြစ်သွားနိုင်တယ်။ငါနဲ့တူလိုက်တာ။ငါလည်းဒီတန်တရားလေးလဲ့နေပြီလားမသိဘူး။ဒုက္ခပါပဲ။တော်တော်အသုံးမချတဲ့ငါပါလား။ဘာလို့ကိုကိုကိုအသုံးမချဘူးလို့ထင်နေရလဲ။စိတ်ညစ်တယ်။အာဒီစိတ်ကလည်းအလကားနေညစ်နေတာပဲ။တော်တော်အသုံးမချပါလား။စိတ်လျှော့ပါ။ယုံချင်ယုံမယုံချင်နေ။လူဘဝရဲ့အနှစ်သာရဆိုတာဒါပါပဲ။ ပလေးဆန်တွေမှာဆိုဒီလိုမျိုးစဉ်းစားနိုင်စိတ်မှမရှိတာကို့အတွေ့ကိုပြန်ပြီးစမ်းစစ်နိုင်တာဆိုလို့လူပဲရှိပါတယ်အွန်လိုင်းပေါ်မှာ model ပုံလေးတွေကြည့်နေတော့ကိုကိုကိုအော်ငါတော်တော်နှာဝူးချပါလားလို့ပြန်တွေးမိတာမျိုးပေါ့ထားပါတကယ်ပြဿနာကဒီလိုအခုခေတ်ကျွန်တော်တို့နေတဲ့ပတ်ဝန်းကျင်လူမှုကွန်ရက်ကိုကြည့်လူတွေကမကောင်းဘူးဆိုပြီးသတ်မှတ်ထားတဲ့ခံစားချက်တွေရှိတယ်ကြောက်စိတ်ဒေါသစိတ်မနာလိုစိတ်တွေဒီလိုစိတ်ခံစားချက်တွေကိုဘယ်သူမှအတိမတ်မပြုခြင်းကြအောင် ဘသူ Facebook ကိုကြည့်ကြည့်တာယာပြုံမြူးနေတာတွေကပုံများနေတာဟုတ်ဟာကိုတယောက်မင်္ဂလာဆောင်ကခန်းနားလိုက်တာဟဲကားသစ်တွေတောင်စီးနေပြီဟိုမှာကြည့်ပါဦးငငယ်လေးနဲ့ကြွေတထေးဖြစ်သွားတဲ့ကိုတယောက်ကြတော့မွေတွေသိမ်းမောင်းဘလောက်ရကိုတွေကြတော့အိမ်မှာငုတ်တုတ်ခွေးတွေကောင်းနေကိုဘွားကိုအားငယ်လာတာဘာမှမဆန်းတောကတန်တရားယောဂကအခုခေတ်မှာကုသအမြန်ဆုံးယောဂဖြစ်နေပြီကျွန်တော်တို့အားလုံးကိုပိုစိတ်ပင်ပန်းအောင် ပုံမွန်းချအောင်ကိုကိုကိုပုံမွန်းအောင်လုပ်နေတဲ့ယောဂပေါ့ဟိုးရင်ခက်ကတော့ရှင်းပါတယ်သူတို့လည်းစိတ်ညစ်ကြတာပဲသူတို့ကြတော့ဒီနေ့ဘာမှအဆင်မပြေပါလားဘဝဆိုတာဒီလိုပဲပေါ့လှုပ်ရှားရှိတာဆက်လုပ်မှအခုခေတ်ကြတော့မရအောင်၅မိနစ်လောက်စိတ်ညစ်မိတယ်သူများတွေပြောရွှင်နေတဲ့တာယာနေတဲ့ပုံပေါင်း300လောက် Facebook ပေါ်တက်နေပြီဟင်သူတို့တွေမှပျော်နေလိုက်တာငါကြမှာငါတခုခုမားနေပါလားဆိုတော့စိတ်ကဝင်လာပြီအဲ့နောက်ဆုံးတစ်ခုကအဆိုးဆုံးပဲ ခုခုကိုတခုခုမှားနေတယ်လို့ထင်တာစိတ်ညစ်နေရတာကိုစိတ်ညစ်လာတာစိတ်တူတာကိုစိတ်တူတာစိတ်ပူမိတာကိုစိတ်ပူနေတာငါဘာဖြစ်နေတာလဲဆိုရဲစိတ်ဒါကြောင့် view မဆိုင်ပဲနေတဲ့နေက အထီရောက်ဆုံးဖြစ်နေတာကဘာကိုကတင်မဲ့နီးလန်းပေါ့တကဘာလုံးတောက်တလွဲတွေဖြစ်နေတာကိုလက်ခံဖို့အမြဲတမ်းလဲလွဲနေအောင်ပါပဲဒါဘာမှမဖြစ်ဘူးဆိုတာကိုနားလဲဖို့စိတ်ညစ်လိုက်တာညစ်တော့ဘာဖြစ်လဲညစ်စံငရေတန့်တရားကထွက်ချင်းဒီနီးလန်းပဲရှိတယ် ဂျော့ဂျောဝဲဆိုရဲစာရေးဆရာကြီးကပြောဘူးတယ်ကို့နှာတစ်ဖြာမှာရှိနေတဲ့အရာကိုမြင်ဖို့တိတ်ခတ်တယ်တဲ့ကျွန်တော်တို့လည်းဒူဒူပဲလေစိတ်ဖိစီးမှုတွေပျောက်ဖို့အဖြေကကို့အနေနဲ့မှရှိနေတာကိုကိုမမြင်ကြဘူးငါဘာလို့ဘလမတောက်တာလဲဆိုပြီးစိတ်တွင်းတာဒီစားအမိုက်စားလေးမရလို့စိတ်တက်ကြနင်းနီးလေးမှရှိတဲ့အဖြေကိုတတိမထားမိကြဘူးလူသားတွေအောင်မြင်မှုရဲ့သားကောင်းတွေဖြစ်မှမသိဖြစ်လာတယ်အောင်မြင်မှုတွေနဲ့အတူစိတ်ဖိစီးမှုယောဂတွေစိတ်အပူလွန်တဲ့ယောဂတွေ စိတ်ကြယောဂတွေအရှိဟုန်နဲ့လိုက်လာရောလူတိုင်းမှာအပန်းဖြစ်စရာ TV တွေ internet တွေဟန်ဖုန်းတွေရှိလာပေမဲ့ဒါတွေဟာဒီယောဂတွေကိုတော့ခုမပေးနိုင်သေးဘူးဖြစ်စီဥစ္စာကြောင့်ဖြစ်တဲ့ဒေါကတွေထက်စိတ်ပြေဆုံးမှုအပေါ်မှာမူတည်တဲ့ဒေါကတွေကပိုများလာတယ်ခွင့်ရည်တွေရုပ်ဝတ္ထုပစ္စည်းတွေများလွန်းလို့ဘယ်ကဆက်ပြီးဘာလို့ရမှန်းမသိတဲ့ခက်ကြီးဖြစ်လာတယ်ဘယ်အရာကိုအရင်အလေးထားဂရုစိုက်ရမလဲမသိတော့တာပေါ့ ကိုကိုကိုတိုင်းစီပေးရန်တွေကလည်းအတိုင်းစားမရှိများလာတော့စဉ်းစားလေကြည်ကွဲလေဖြစ်ကုန်ရော Facebook တခွင်မှာတွေ့နေကြဘဝတွင်ပျော်ရွှင်နေအကြံပေးချက်မှာအားနည်းချက်တခုရှိတယ်အဲ့ဒီအားနည်းချက်ကဒီလိုဒီအကြံပေးချက်တွေဟာလူတွေကိုကောင်းတဲ့အရာတွေပဲတည်တံ့လူချင်းစိတ်ဖြစ်စေတာဒါပေမဲ့ကောင်းတဲ့အရာတွေကိုလူချင်းနဲ့စိတ်ဖြစ်နေတာမကောင်းတဲ့အတွေ့အကြုံတက်တက်ပဲမကောင်းဆိုတာကိုလက်ခံတဲ့စိတ်ကသာ ကောင်းတဲ့အတွေ့အကြုံရစေတယ်ဖက်လေရှုပ်လေ ခဏလေးအချိန်ယူစဉ်းစားပြီးပြန်ဖက်ကြည့်။ကောင်းတာတွေပဲလိုချင်နေတာမကောင်းတဲ့စိတ်မကောင်းဘူးဆိုတာကိုလက်ခံတာကောင်းတဲ့စိတ်အတွေးခေါ်ပညာရှင် အလန်းဝဲရဲ့နောက်ပြန်နေရမှာလို့ပဲစိတ်ချမ်းသာမှုကိုစက်တိုက်လိုက်ရှာလေးလေးမချိမနဲ့ဖြစ်လေးလေးလိုက်ရှာနေကလေးကကိုယ်မှမရှိဘူးလို့လက်ခံထားလို့ချမ်းသာခြင်းစိတ်တွေအသေးအံဖြစ်လေးလေးကိုကူကူမချမ်းသာဘူးထင်လာလေလေဖြစ်မယ်ဘလောက်ရှက်ရှာမလုံလောက်နိုင်ချုံမောလှပခြင်းစိတ် ။လွှမ်းဆောင်မှုရှိခြင်းစိတ်ကအရင်ကြီးနေကိုကိုကိုပထောမှလှသွားပြီးလုံလောက်သွားပြီလို့ထင်မှာမဟုတ်ဘူး။ဒီလိုပဲပျော်ရွှင်စိတ်လူဝင်ဆန့်ကျင်စိတ်ကအရင်များနေတော့အထီးကျန်စိတ်ကြောက်စိတ်တွေပိုများလာတာပေါ့။ပိုပြီးတော်တဲ့တက်တဲ့နက်နဲတဲ့သူဖြစ်ခြင်းစိတ်ဆရာကြီးဖြစ်ခြင်းစိတ်အရင်ပြင်းထန်နေတော့စိုးစားလေလေတိမ်နဲ့ဝေးတဲ့သူပိုဖြစ်လေလေဖြစ်လာရောအတွေးခေါ်ပညာရှင်အေဗတ်ကမ်ဘူးကပြောဘူးတယ်ပျော်ရွှင်မှုဆိုတာဘာလဲဆိုပြီးလိုက်ရှာနေ ဘတော်မှပြောမှမဟုတ်တလို့ဘဝဆိုတာကြီးကိုနားလည်ဖို့ပဲကြိုးစားနေရင်တန်အောင်နေလိုက်ရမှာမဟုတ်ဒီထက်ရှင်းအောင်ပြောရရင်တော့စောစောကချားဘူဂိုစကီပြောသလိုပဲမကြိုးစားနဲ့ဒီလိုပြောလိုက်တော့မေးစရာတွေအများကြီးတော့ဖြစ်မယ်ပြောရတွေကတော့ပြန်စားပဲအကိုဒါပေမဲ့ကျွန်တော်ပတ်စံစုပြီးဝယ်မလို့လုပ်နေတဲ့ပြန်ကားကျွန်တော်လိုချင်တဲ့ဗလာတုံးတော့ကိုလုံးအိမ်လှက်လှလေးဒါတွေကြတော့ဘယ်လိုလုပ်မလဲမေးလိုက်ရတော့မလားမကြိုးစားခရီးမဆိုင်ရယ်ဘယ်လိုရတော့မှာလဲ ဲ့လိုကြီးတော့မဖြစ်ချင်ဘူးလေတခါတလေဂယူမဆိုင်မိတဲ့အရာတွေမှာပို့ပြီးတော်နေတာကိုသတိထားမိလားအသေးသက်မလုံးမအောင်မြင်သွားတဲ့သူတွေရောတွေ့ဘူးလေမဟုတ်လားဖြစ်ချင်ရဖြစ်ဆိုရဲစိတ်ထားလိုက်တော့မှအစဉ်ပြေသွားတာတွေရောရှိဘူးလေမဟုတ်လားနောက်ပြန်နေရမှာဆိုတဲ့အတိုင်းရောင်းမြတ်တွေဖြစ်တတ်တယ်ကောင်းတာတွေကြီးပဲလိုက်ရှာနေတာဆိုးရဲဆိုရင်ဆိုးတာတွေနောက်လိုက်နေတာကောင်းဖို့ဂျင်မာအော်ဟစ်ဒုက္ခခံရတာတွေကကျမ်းမာကြီးကောင်းလာဖို့စီးပွားရေးမှာဆက်တိုက်ကြရှုံးတာတွေကြောင့် အောင်မြင်မဲ့လမ်းစာကိုတွေ့မယ်။ကိုကိုကို စိတ်အားငယ်တတဲ့သူဆိုတာဝန်ခံလိုက်မှ လူတွေရှိမှတတိရှိလာမယ်။လူမှုရေးပြဿနာတွေကိုပုံပွင့်လင်းလင်းဖြေရှင်းလူအများယုံကြည်တဲ့သူဖြစ်လာမယ်။အကြောက်တရားတွေကိုရင်ဆိုင်ရင်တကယ်ရေးရင်လာမယ်။ဆက်ပြောရင်ဆုံးမှာမဟုတ်။ဒီလောက်ဆိုသဘောပေါက်မှာပါ။ဘဝမှာတန်ဖိုးရှိတဲ့အရာမှန်သမျှမကောင်းတဲ့အရာတွေကြော်ဖြတ်ပြီးမှရတာ။ဒီမကောင်းတာတွေကိုရှောင်ဖို့ကြိုးစားတာပုံကိုတတ်နေတယ်လို့ပဲ။ စိတ်မညစ်ချင်လို့ရှောင်ထွက်နေရင်စိတ်ညစ်စရာတွေဖြစ်လာမယ်။မယုံကန်ချင်လို့စိတ်ချမ်းသာခြင်းအောင်စောင့်နေပို့ပြီးတော့ယုံကန်ရမယ်။ကြက်ရှုံမှုကိုယုံမဆိုင်နိုင်တာပို့ဆိုးတဲ့ကြက်ရှုံမှုပဲ။ချက်စရာတွေကိုဖတ်ထားတာကပို့ရှက်ဖို့ကောင်းတယ်။နာကျင်မှုဆိုတာဘဝရဲ့ခွဲမရတဲ့အစိတ်ပိုင်းတစ်ခုပါ။ဒါကြီးကိုအတင်းဆွဲထုတ်ဖို့မဖြစ်နိုင်ဘူး။ဆွဲထုတ်ရင်လည်းတခြားဟာတွေပါဆုတ်ပြတ်ပြီးတော့ပါလာလိမ့်မယ်။နာလို့ရှောင်နေမယ်ဆိုရင်ပူပူနာလာလိမ့်မယ်။ဂယုမဆိုင်ပဲတက်တက်ရင်ဆိုင်နိုင်မှာ အဓုမတားလို့မရတဲ့လူတယောက်ဖြစ်လာမယ်။ကျွန်တော်ဘဝမှာလည်းအဖက်လုတ်ယူဆိုင်ခဲ့တဲ့အရာတွေအများကြီးရှိခဲ့တယ်။ဒီယူမဆိုင်ခဲ့တဲ့အရာတွေလည်းအများကြီး။နောက်ဆုံးကျတော့တကယ်အပြောင်းလဲဖြစ်စေခဲ့တာကဒီယူမဆိုင်ခဲ့တဲ့အရာတွေဖြစ်နေတယ်။ခင်ဗျားတို့ဘဝမှာလည်းဒီလိုအပေါင်းအသင်းမျိုးတွေရှိခဲ့ပုံပါပါ။ဘာကောင်မှယူမဆိုင်ပဲဖြစ်ရှင်ရဖြစ်ဆိုပြီးကြီးကျယ်ခံရတဲ့အရာတွေကိုလုတ်သွားနိုင်တဲ့သူတွေ။ခင်ဗျားကိုယ်တိုင်လည်းယူမဆိုင်ဘူးကွာဆိုပြီးလုံမအောင်မြင်ခဲ့တာတွေရှိပူလိမ့်မယ်။ ကျွန်တော်တို့ကစီးပွားရေးကုမ္ပဏီတခုမှာအလုပ်ဝင်တယ်။နှစ်လမပြည့်သေးဘူး။ထွက်မယ်ကွာဆိုပြီးထွက်ကိုပိုင်အင်တာနက်လုပ်ငန်းတခုထောက်တယ်။ကျွန်တော်ရှိသမျှပိုင်ဆိုင်မှုတွေအကုန်ရောင်းပြီးတောင်အမေရိကကိုသွားတော့ကလည်းဒီလိုပဲ။ဘာကူးဆိုင်ဆရာရှိလဲ။ဘာမှအရေးမဆိုင်ဘူး။ကျွန်တော်တို့ဘွားတွေကိုတကယ်ပုံဖော်ပေးမှာကအဲ့လိုကူးမဆိုင်ခြင်းတွေပါ။လုပ်ငန်းခွင့်တခုကနေနောက်တစ်ခုပြောင်းပြစ်လိုက်တာ။ကျောင်းကထွက်ပြီးတော့ rock သချင်းတွေဆိုတာ။အသုံးမကျတဲ့ရီစားကောင်ဖြစ်ပြီးရှေ့ဆက်တာ။ ယူမဆိုင်ဘူးဆိုတာလွဲကိစ္စတော့မဟုတ်ဘူးဘဝရဲ့ချက်ဖို့အကောင်းဆုံးအကောင်းဆိုးဝါးတွေကိုတက်တက်စိုက်ကြည့်ပြီးရှိတတ်ရတာကိုကျွန်တော်တို့လူတွေတော်တော်များများအဖက်လုတ်ဖို့မလိုတာတွေကိုအဖက်လုတ်တဲ့နေရာမှာတိတ်တော်တယ်စတိုးဆိုင်ဝယ်ထမ်းကလေသံမိုင်းလည်းအဖက်လုတ်ပြီးစိတ်တော်တယ်ကိုချိုက်တဲ့ TV ရှိုးတွေမလွှင်တော့ရင်အဖက်လုတ်ပြီးစိတ်ဆိုးမယ်လို့ပေါ်ကံဘက်တွေကကိုဝတ်ထားတဲ့အင်ဂျီအစ်စ်ကိုမရှိကျွင်းရင်လဲဖတ်လို့ပြီးစိတ်နာကျင်တယ်။တစ်ဖက်မှာလဲသာသမီကိစ္စတွေ တငယ်ချင်းပြဿနာတွေအဆန်ဒုက္ခတွေရှိသေးတယ်။ကြားရဲဖုန်းလိုက်မမိတာကပိတာတွေကစိတ်တွေဆိုးတက်တက်ပြောရင်တော့နားလိမ့်မယ်။ခမရလဲတနည်းသေးမှာပဲ။ပြောစရာမလိုပဲသိနေပေမဲ့မင်းနေမှာဆိုလို့တတိပေးတာပါ။ခမရလဲသိမယ်။ခမရနဲ့သိတဲ့ခင်နဲ့ချစ်တဲ့သူတွေအကုန်လုံးလဲသိမှာပဲ။အဲ့ဒီဟူနာတီနာခီးတူတူလေးမှာဂယူဆိုင်အဖက်လုံနေရမယ့်အရာတွေသိမြလို့တော့မရအောင်။အကုန်လိုက်ပြီးဂယူဆိုင်နေရင်တော့နုံထဲမှာလမ်းလျှောက်တလို့ဖြစ်မယ်။ ဂယူမဆိုင်ရှင်အမှုပညာဆိုတာတိမ်မွေ့တယ်။ရုတ်တရက်ကြည့်လိုက်ရင်တော့တော်တော်အသုံးမချတဲ့အတွေးခေါ်လိုပဲထင်စရာပဲ။ကျွန်တော်ကလည်းငပိုးလိုထင်ချင်းထင်မယ်။ကျွန်တော်အဓိက ပြောချင်တာကခမရိုးရဲ့စဉ်းစားပုံစဉ်းစားနည်းတွေကိုအဓိကနဲ့တမညာခွဲတက်ဖို့ပါ။ခွဲတက်ပြီဆိုရင်ကိုယ့်အတွက်တကယ်အရေးပါတဲ့အရာတွေကိုတွေ့လာမယ်။ဒီအရေးကြီးတဲ့အရာတွေကိုရေစစ်တလို့စစ်ထုတ်နိုင်ဖို့နည်းလမ်းပဲ။လွယ်တော့မလွယ်ဘူး။တစ်သက်လုံးတေချာလုတ်သွားနိုင်ဖို့လိုတယ်။ခဏခဏမှောင်းအောင်ပါပဲ။လွယ်အောင်ပါပဲ။ ါပေမဲ့အမားတွေအလွယ်တွေစိတ်ညစ်စရာတွေရင်ပြီးလုပ်ကိုလုံးမရမယ်။ဘာဖြစ်လို့လဲဆိုတော့ရှင်းပါတယ်။အကုန်လုံးအရာအားလုံးကိုအဖက်လုတ်ကူးဆိုင်နေဖြစ်လာမယ့်ပြဿနာတစ်ခုရှိတယ်။ကိုကိုကိုငါအမေးပြုံနေတင်ပါလားလို့ထင်လာလိမ့်မယ်။အရာအားလုံးကိုစိတ်တိုင်းကြဖြစ်နေရမယ်ဆိုပြီးထင်လာလိမ့်မယ်။ဒါယောဂအစပဲ။ကုမရအောင်လုံးမပါလိမ့်မယ်။ဒီယောဂဝင်သွားတဲ့အခါအခက်ခဲလေးနည်းနည်းတွေ့မတရားဘူးဆိုပြီးထင်လာလိမ့်မယ်။စင်ခုံမှုတွေကိုလည်းကြာရှုံးမှုတွေဆိုပြီးမြင်လာမယ်။ အဆင်မပြေတာတွေကိုလည်းငါ့ကိုတမင်လုပ်နေတာဆိုပြီးချမ်းလာမယ်။သဘောမတူခြင်းတွေကိုလည်းသစ္စာဖောက်တာပဲဆိုပြီးခံစားလာရမယ်။ကိုယ်အုံနောက်တည်တည်လေးထဲမှာကိုယ်ပိုင်ငရေကန်းနဲ့ကိုယ်မိကိုယ်မွေးပြီးဒုက္ခတွေခံရမယ်။ရပိုင်ခွင့်နဲ့အခွင့်အထူးကဖြစ်ခြင်းစိတ်တွေနဲ့ပိတ်တံတစ်ပိုင်းဖြစ်လာမယ်။ဘဲမှလည်းရောက်မှာမဟုတ်ဘူး။